ိုင်းပေါ်မှာတွေ့သမျှမြင်သမျှကြားသမျှကိုကျွန်တော်မိတ်ဆွေတို့ကယုံတဲ့လူတွေထဲမှာပါလာလာဒါဆိုလို့ရှိရင်တော့မိတ်ဆွေတို့သတိကြီးထားဖို့တော့လိုအပ်နေပါပြီဘာဖြစ်လို့လဲဆိုလို့ရှိရင်အခုနှစ်ပိုင်းတွေထဲမှာ AI လို့ပြောလိုက်လို့ရှိရင်စာလေးတစ်ကြောင်းနဲ့နဲ့ကိုလိုချင်တဲ့စိတ်ကူးထဲမှာရှိတဲ့အရာတွေအကုန်လုံးကို ပုံတပုံဒါမှမဟုတ်ဗီဒီယိုအတန်တွေအနေနဲ့ထုတ်လို့ရနေပြီးတော့ကျွန်တော်တို့ရဲ့နေ့တူကကိစ္စတွေထဲမှာ AI နေကတွေ့တွေ့ချင်းချင်းပါဝင်ပတ်သက်လာပြီးတော့တော်တော်လေးကိုအားကောင်းလာတဲ့အခြေအနေတစ်ခုမှာ AI နေပညာကိုအသုံးချပြီးတော့ကျွန်တော်တို့ကိုအခုလက်ရှိမှာဘလို့လိမ့်လည်မှုတွေရှိနေတယ်လဲကျွန်တော်တို့ရင်ဆိုင်နေရတဲ့လိမ့်လည်မှုတွေကနေပြီးတော့ဘလို့သတိထားရမလဲ ဒီကြားတွေကိုကျွန်တော်မိတ်ဆွေတို့အတွက်ကျွန်တော်ဒီဗီဒီယိုလေးထဲမှာပြောပြတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အဲ့တော့အခုဗီဒီယိုကိုတင်ဆက်ရခြင်းက AI နဲ့ပတ်သက်ပြီးတော့တိတိကျကျမသိသေးတဲ့ကျွန်တော်မိတ်ဆွေတို့အတွက်သတိထားဆင်ခြင်စရာကိစ္စတွေနဲ့ AI ကိုအသုံးပြုပြီးတော့လိမ့်လည်နေတဲ့သူတွေရဲ့တားကောင်မဖြစ်ရအောင်အဓိကထားပြီးတော့ပြောပြပေးတာပဲဖြစ်ပါတယ်ခင်ဗျ။အဲ့တော့အများကြီးပြောမနေတော့ဘဲနဲ့အခုပဲဗီဒီယိုလေးကိုစလိုက်ရအောင်ပါ။ AI လို့ပြောလိုက်တာနဲ့အခုချိန်မှာဓာတ်ပုံတွေဗီဒီယိုတွေပြီးတော့ကျွန်တော်တို့လိုချင်တဲ့ကိစ္စမှန်သမျှကို AI ကိုခိုင်းလို့ရနေပြီ content writer လား ကွန်နက်ရိုက်တာဆိုလဲသူတို့ကို script တွေရေးခိုင်းလို့ရနေပြီဒါမှမဟုတ်မိတ်ဆွေတို့ကကြောင်းသားတွေဆိုလို့ရှိရင်လဲသင်ချာပုတ်စာတွေနားမလည်တဲ့အရာတွေကအစ ChatGPT တို့ DeepSeek တို့တခြားသော AI website တွေတွေကို prompt နေကောင်းကောင်းရေးပြီးတော့ထုတ်လို့ရနေပြီပေါ့နော်အဲ့တော့ဒီလိုအခြေအနေတွေမှာ AI နဲ့ပတ်သက်ပြီးတော့ annual တွေကိုစပြီးကြည့်ရမယ်ဆိုလို့ရှိရင်ပထမဦးစွာအချက်အနေနဲ့ voice glow အတန်တုနဲ့လိမ်လည်ခြင်းပဲဖြစ်ပါတယ်အတန်တုနဲ့လိမ်လည်မှုဆိုတာကတော့ရှင်းပါတယ်ပေါ့နော် AI model တွေကကျွန်တော်တို့က train ကျင်လို့ train ပေးလို့ရပါတယ်အဲ့ဒီအချိန်ဒီမှာမတမတူတယောက်ကကျွန်တော်ရဲ့အတန်ကိုနမူနာအနေနဲ့ယူပြီးတော့သူလိုချင်တဲ့သူပြောစေချင်တဲ့စာသားတွေကိုသူကဒီ AI ထဲမှာရေးလိုက်မယ်ပြီးတော့ကျွန်တော်ရဲ့အတန်နမူနာပေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့အတန်နဲ့ဒီသူရေးထားတဲ့စာသားတွေကိုအတန်တူဖြစ် ထုတ်လိုက်နိုင်မှာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအတန်တူးကနေတစ်ဆင့်ကျွန်တော်ရဲ့မိသားစုရှိကိုကျွန်တော်တို့ခုဖြစ်တယ်ဆိုပြီးတော့ပတ်စံနေလိန်တောင်းနိုင်မယ်ပေါ့နော်ဒီလိုအခြေအနေမျိုးကနေပြီးတော့ AI ကိုအသုံးချပြီးတော့အတန်တူးပြုတ်လုံမယ်ပြီးတော့လိန်လေသူတွေအနေနဲ့ခုလိုမျိုးကိစ္စတွေကိုလှုပ်ဆောင်နိုင်နေပေါ့နော်မကြသိခင်ကမှအမေရိကန်မှာဖြစ်သွားတဲ့သတင်းတပုတ်ရှိတယ်ပေါ့နော်ဒီသတင်းထဲမှာဆိုလို့ရှိရင်ပြတ်မှတ်ထားသူအမျိုးသမီးကြီးရဲ့အတန်တူးကိုတူပလိုက်တယ်ပေါ့နော်ဒီအမျိုးသမီးရဲ့သမီးရှိကိုဒီအတန်တူးနဲ့ဖုန်းဆက်တယ်ဖုန်းထဲမှာဆိုလို့ရှိရင်သမီးရဲ့အမေတော့ပြန်ပေးဆွဲခံထားရလို့အမေကိုဒေါ်လာ ာတသောင်းခွဲနဲ့လာရွေးမှရမယ်ပေါ့နော်အဲ့တော့ဒေါ်လာတသောင်းခွဲကိုအရင်ပို့ပေးလိုက်ပါနို့မို့ဆိုအမေရဲ့အသက်ကိုချိန်ချောက်နေတယ်ပေါ့ ဒီလိုမျိုးပုံစံနဲ့သူတို့ကတန်တုနဲ့လိန်လိုက်တယ်ပေါ့နော်ဒီချိန်ဒီမှာပဲသမီးဖြစ်သူကလည်းမိခင်ကိုစိတ်ပူပြီးတော့ထူပူပြီးတော့ဒီဒေါ်လာတစ်တောင်းခွဲကိုလွှဲပေးလိုက်တဲ့အချိန်ဒီမှာတကယ်တမ်းပြန်ကြည့်တော့သူ့အမေကသူ့ရဲ့အိမ်မှာပဲရှိတယ်ပေါ့နော်တကယ်လည်းဖန်ခံရတာမဟုတ်သလိုတကယ်လည်းပြန်ပြီးဆွဲခံရတာမဟုတ်ဘူးဒီမတမာသူတွေကနေပြီးတော့ပဲ AI ကိုအတုံးချပြီးတော့အတန်တုလောက်ပြီးတော့လိန်သွားတာပေါ့နော်ဒီလိုသတင်းတစ်ပုဒ်ကိုလည်းဖတ်ရတယ်ပေါ့အဲ့တော့ AI ကိုအတုံးချပြီးတော့အခုလိုမျိုးအတန်တုနဲ့ပတ်သက်ပြီးတော့လည်းလိန်လည်မှုတွေရှိလာနိုင်ပါတယ်လောလောဆယ်တော့ကျွန်တော်မြန်မာနိုင်ငံမှာကဒီလိုမျိုးအတ တန်တု AI တွေကိုအသုံးပြုပြီးတော့လိန်နဲ့ကိစ္စတွေတော့တွင်းတွင်းကျကျမကြားရသေးဘူးပေါ့နော်ရှိရင်လည်းရှိမှာပေါ့ဒါပေမဲ့မတွင်ကျသေးဘူးလို့ပဲပြောရမှာပါအဲ့တော့ဒုတိယချက်အနေနဲ့က deep fake video deep fake live video တွေနဲ့လိန်လေခြင်းမှာ ဒီဖိတ်လိုက်ဗီဒီယိုတွေဆိုတာဘာလဲပေါ့နော်ဒီဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့အာမျက်နာတွေပေါ့နော်အခုဆိုဆိုရှယ်အင်ဖလူအင်ဆာတွေပဲဖြစ်ဖြစ် line ပေါ်မှာနာမည်ကြီးနေတဲ့လူတွေရဲ့မျက်နာတွေကိုအသုံးပြုပြီးတော့ဒီမျက်နာကို swap လုပ်လိုက်မယ်ဒီမျက်နာကြီးပဲယူပြီးတော့သူတို့အသုံးပြုခြင်းနဲ့ခေါင်းမှာဒီမျက်နာကိုသွားကတ်လိုက်တဲ့အချိန်ကြလို့ရှိရင်မသိရင်ဒီမျက်နာနဲ့လူကိုယ်တိုင်ကပဲစကားပြောနေသေးတဲ့အောင်အောင် အာဒါမှမဟုတ်ဒီမျက်နှာနဲ့လူကိုယ်တိုင်ကပဲကြင်ညာနေတရားရောပေါ့နော်ဒီလိုအခြေအနေတွေကိုလည်းအတုံးပြုတ်ပြီးတော့အာတားကောင်တွေရှာတယ်ပြစ်မှတ်တွေထားပြီးတော့လိန်လယ်မှုတွေရှိတယ် ဲ့တော့ဘလို့လိန်တာလဲကွာမင်းပြောလို့ဒီမျက်နှာကြီးကို AI နဲ့ချုပ်ပြီးဆွတ်ပြီးတော့သူတို့ကဘလို့လိန်တာလဲရှင်းပါတယ်ဗျခုနောက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံမှာအမျိုးမီမတည်တဲ့ product တွေကုန်ပစ္စည်းတွေပြင်ညာမှုတွေများလာတယ်မျက်စိနဲ့မြင်လာအောင်ပြောရမယ်ဆိုလို့ရှိရင်တော့အစီကျစေးရောင်းနေပေါ့ဒါပေမဲ့ဒီအစီကျစေးက FDA ထောက်ခံချက်လည်းမရှိဘူးဒါပေမဲ့သူတို့ရဲ့ product ကိုအောင်မြင်ခြင်းနဲ့အတွက်ကြောင့်မလို့နာမည်ကြီးမင်းသမီးမင်းသားတွေရဲ့မျက်နှာကို deepfake လုပ်လိုက်မယ်တုံးပြူခြင်းနဲ့ခန္ဓာကိုယ်ပေါ်မှာတက်လိုက်ပြီးတော့မသိရင်ပဲဒီနာမည်ကြီးမင်းသားမင်းသမီးတွေက သူတို့ရဲ့ကုန်ပစ္စည်းကိုကြင်ညာပေးတရားရောင်မသိတဲ့လူတွေကိုဂျင်းတိတ်မှာပါဗျဒီလိုမျိုးတစ်ချက်လည်းရှိရပါတော့ဒီကနေပြီးတော့သူတို့ရဲ့ product တွေကိုလိန်ရောင်းတာပေါ့ဒါကပြဿနာမကြီးဘူးဆိုပေမဲ့လည်းနောက်ထပ်တစ်ချက်အနေနဲ့ပိုဆိုးပါတယ်ဘာလဲဆိုတော့ defect live video ပါခုချိန်မှာ AI တွေကအရန်ကိုတိုးတက်နေပြီကျွန်တော်တို့ AI video တွေဆိုလို့ရှိရင်လည်းအစ်လားအတူလားတော့ခွဲလို့မရတော့တဲ့အနေအထားတွေရှိလာပြီပေါ့နော်အဲ့ဒီလိုအခြေအနေမှာ deep fake live video တွေနဲ့ ဗီဒီယိုကိုခေါ်ပြီးတော့လိန်တာပါဗျ။ဥပမာပေးပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့မျက်နှာကြီးကိုယူလိုက်မယ်။ဒီမတမာသူတွေကကျွန်တော်ရဲ့မိဘတွေဒါမှမဟုတ်ကျွန်တော်ရဲ့တငယ်ချင်းတွေမိတ်ဆွေတွေရှိကို deepfake AI ကိုအသုံးပြုပြီးတော့ကျွန်တော်ရဲ့မျက်နှာနဲ့စကားပြောလိုမျိုးဗီဒီယိုကိုခေါ်လိုမျိုးအခုနောက်ပိုင်းမှာဆိုလို့ရှိရင် live video call တွေပါသူတို့ကခေါ်လို့ရနေပြီပေါ့နော်။ကျွန်တော်ရဲ့မျက်နှာကြီးကိုတက်ပြီးတော့ဒီဘက်မှာပြောနေတာကတော့တခြားတယောက်ဒါပေမဲ့ဗီဒီယိုထဲမှာသွားပေါ်တာကကြတော့ကျွန်တော်မျက်နှာနဲ့စကားပြောနေတယ်ပေါ့ဒီလိုချိန်တွေကနေပြီးတော့အဲငါဒီမှာဟို တခုခုကိစ္စဖြစ်လို့ပတ်စံဘလောက်လွှဲလိုက်ပါဒီလိုမျိုးချင်နေနေကနေပြီးတော့လိန်လယ်မှုတွေလည်းရှိတယ်ဗောနော်ဒီ deep fake video AI နေအရန်ကိုကြွန့်ကျင်နေသူတွေဆိုလို့ရှိရင် မြို့သမီးတွေရဲ့ဓာတ်ပုံနဲ့မျက်နှာတွေကိုယူပြီးတော့တခြားသောမကောင်းတဲ့ဗီဒီယိုတွေထဲမှာဖိနှက်ကတ်သုံးတာမျိုးတွေပါရှိလာနိုင်တယ်ပေါ့နော်ပြီးတော့ဒီ deep fake video call တွေကိုခေါ်ပြီးတော့အမျိုးသားတွေကိုဆိုလို့ရှိရင်ဒီဘက်ကမတမာသူတွေကသူတို့ရဲ့မျက်နှာတွေကိုလှပချောမောတဲ့ကောင်မလေးတွေအသွင်ဆောင်ပြီးတော့ video call တွေခေါ်ကြတယ် chat လုပ်ကြတယ်ပေါ့နော်ဒီအချိန်မှာ သူတို့ပြစ်မှတ်ထားတဲ့တားကောင်အမျိုးသားတွေရဲ့ video call တွေကို screen recorder တွေလုပ်မယ်ပြီးသွားလို့ရှိရင်ဒီအမျိုးသားရဲ့တငယ်ချင်းတွေမိသားစုတွေကိုမင်းရဲ့ဒီလိုမျိုး video file ကိုပို့လိုက်မယ်မပို့စီချင်ပတ်စံဘလောက်ပေးအဲစသဖြင့်ဒီလိုမျိုးချိန်ချောက်ကြက်ကင်တဲ့ပုံစံမျိုးတွေလည်းရှိနေတယ်ဗျဒါကိုလည်းအထူးသတိထားရမယ်ပေါ့နော်အဲ AI ဆိုတာတော့သိတဲ့အတိုင်းပဲ ိုအတုံးချရဲ့တုံးချသလောက်ရှေ့ရောက်မယ်မကောင်းတဲ့နေရာမှာလည်းဒီလိုပါပဲဗျအတုံးပြုတဲ့လူရဲ့ညာရှိသလောက်ကိုရှေ့ရောက်မှာပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီ deep fake AI နဲ့ deep fake video တွေကိုလည်းအထူးသတိထားပြီးတော့သိရှိထားဖို့လိုအပ်ပါတယ်ဗျဟုတ်ပြီဒါဆိုမင်းကသတိထားဖို့ပဲပြောနေတာငါတို့ကဒီ AI နဲ့လုပ်ထားတဲ့ video တွေလား AI နဲ့လုပ်ထားတဲ့ရုပ်တွေလားဘယ်လိုခွဲရမှာလဲပေါ့နော်ဒီအချိန်နေမှာဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတို့ Facebook ဒီပေါ်မှာဆိုလို့ရှိရင်လည်း AI နဲ့လုပ်ထားတဲ့ဓာတ်ပုံတွေ video တွေတက်လာပြီပေါ့နော်ဒါပေမဲ့သူတို့တွေကကျွန်တော်မျက်နှာအမူအရာတွေဆိုလို့ရှိရင်ပ ပုံမှန်လူတယောက်ပြောနေတာနဲ့မတူဘဲနဲ့လူတယောက်ကစကားပြောနေတာမှန်ပေမဲ့ဗဇက်အမှုရာတွေမှာနောက်ကျနေတာပဲဖြစ်ဖြစ်ကျွန်တော်တို့မျက်စိတွေမှာအသက်မပါတာပဲဖြစ်ပေါ့နော် AI ရဲ့အားနည်းချက်ကအခုချိန်မှာဘာလဲဆိုတော့ကျွန်တော် emotion နဲ့လုံးဝမရှိတာပါမျက်စိတွေကိုကြည့်ရင်တော်တော်လေးသိတာတယ်ပေါ့နော်မျက်စိတွေကအသက်မပါဘူးစိုးမပါဘူးလို့ပြောလို့ရတယ်ကျွန်တော်တို့လူတယောက်နဲ့တယောက်စကားပြောပြီဆိုလို့ရှိရင်အသက်ပါတယ်ပေါ့နော်ဒီချင်းတွေကကျွန်တော်တို့အာယုံကနေပြီးတော့သိတာပါအဲ့တော့ဗီဒီယိုတစ်ပုတ် ပုံတပုံကိုကြည့်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တေချာကြည့်မယ်အသေးစိတ်ကအစပေါ့နော်ဒီလူပြောနေစုံနေပုံတွေပါဇက်လှုပ်ရှားပုံတွေနဲ့ထွက်လာတဲ့စကားတွေနဲ့ညီနေလားပြီးတော့မျက်စိတွေကအသက်ပါနေလားလက်ဟန်ချင်ဟအမှုရာတွေကရောပြီးပြင်းနေလားပေါ့ဒါတွေကိုကြည့်ပြီးတော့ခွဲခြားနိုင်ပါတယ်ပေါ့နော် ဟုတ်ပြီတတိယအချက်အနေနဲ့ကတော့အခုချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံမှာအားလုံးရေဆိုင်နေရ AI နဲ့ပြုလုပ်ထားတဲ့ spam message တွေ AI generate scan တွေပါ အားဒါဘာလဲဆိုလို့ရှိရင်နှိစက်ဆုံးပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရှိကို email တွေပို့မယ်ဒီ email တွေကအတုတွေပေါ့နော်ဥပမာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ influencer တွေပဲဖြစ်ဖြစ်မိတ်ဆွေတို့ကလုပ်ငန်းလုပ်နေတဲ့လူတွေပဲဖြစ်ဖြစ်မင်းနဲ့အကျိုးဆက်သူပေါင်းပြီးတော့လုပ်ချင်လို့ email တွေမှာပါမယ်ပြီးတော့ငါ့ရဲ့လုပ်ငန်းကတော့ဒီလိုပါဆိုပြီးတော့ဒီ email ရဲ့အောက်မှာ link တစ်ခုအမြဲတွဲပါတတ်ပါတယ်အဲ့လို link တွေကိုမိတ်ဆွေတို့ကနှိပ်လိုက်မိတာပဲဖြစ်ဖြစ်ဒါမှမဟုတ် မိတ်ဆွေတို့ကိုယ်တိုင်ကဒီ email တွေကို reply ပြန်မိလိုက်တဲ့အချိန်တွေမှာဆိုလို့ရှိရင်သူတို့ရဲ့လုံစွာကော့တဲ့ကိုဝင်သွားပြီးတော့ဒီ link လေးတစ်ချက်ကိုနှိပ်မိလိုက်ရတာကနေပြီးတော့မိတ်ဆွေတို့ရဲ့အချက်လက်တွေ data တွေအကုန်လုံးကိုသူတို့ကရယူသွားနိုင်တဲ့ပုံစံမျိုးပါဗျအဲ့တော့ဒီမှာက email ရမှာမဟုတ်ဘူးကျွန်တော်တို့ရေအသုံးပြနေတဲ့ social media တွေဒိုင်းက messenger တွေ chatbot တွေမှာဆိုလို့ရှိရင်လည်းသူတို့က left scam ဆိုပြီးတော့ရှိပါတယ် left scan ဆိုတော့ဘာလဲဆိုတော့ဗျာကျွန်တော်တို့အခုနောက်ပိုင်းကြားဖြန့်နေပေါ်လာတယ် profile နေမှာဆိုလို့ရှိရင်မိန်းကလေးလှလှတွေကြောက်ကြားလေးဆိုလို့ရှိရင်လည်းအရင်ကအမျိုးသမီးတွေကြိုက်လိုက်မဲ့ပုံစံမျိုး profile နေတင်ထားပြီးတော့လာပြီးစကားပြောမယ်ဒီကနေပြီးတော့အာကျွန်တော်တို့ကမတိပဲနဲ့ဖွင့်ကြောင်နေမိမယ်စကားလက်ခံပြောနေမိမယ်ဆိုတော့တဖြည်းဖြည်းနဲ့ तू ကတစင်းစင်းတစင်းချင်းတက်လာပြီးတော့မိတ်ဆွေတွေအချက်လက်တွေကိုရယူမယ် ပြီးတော့မိတ်ဆွေတွေကိုပြန်ပြီးတော့လိန်ဝါမဲ့အခြေအနေတွေရှိပါတယ်ပေါ့နော်ဒီအခြေအနေတွေကလည်း AI ကိုအခြေခံပြီးတော့ပြုလုပ်တာတွေကိုနောက်ပိုင်းမှာတွေ့ရပါတယ်ဗျဒီချက်မှာဆိုလို့ရှိရင်သူတို့တွေက phishing and malware bot ဆိုတဲ့အချက်နှစ်ချက်ကိုတုံးတာပါ phishing and malware bot ဆိုတာဘာလဲဆိုလို့ရှိရင် phishing ဆိုတာကတော့လိန်လယ်လှည့်ပြားပြီးတော့ အဲချင်းကတ်လာတာပေါ့နော်လှည့်စားခံလိုက်ရတာအာပြီးခဲ့တဲ့လပိုင်းတွေကခံလိုက်ရတာဆိုလို့ရှိရင် KP ပေါ့နော် KP OTP ကုတ်တွေတောင်းတာ KP အကောင့်တွေဟက်ခံရပြီးတော့ကျွန်တော်တို့ KP အကောင့်တွေကပတ်စံတွေကဘလို့မှမသိဘဲနဲ့ကိုသူတို့တွေဟက်တာခံပြီးတော့ပါသွားတာပေါ့နော်ဒီချိန်တွေကဘာကြောင့်ဖြစ်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကိုသူတို့ပို့လာတဲ့ SMS တွေပြီးတော့ email တွေပေါ့နော်ဥပမာ KP ရဲ့ status 2ကိုမြင့်တင်ဖို့ level 2ကိုမြင့်တင်ဖို့ဒီ link ကိုနှိပ်လိုက်ပါဒါမှမဟုတ်မိတ်ဆွေရဲ့အကောင့်ကဘာဖြစ်နေတယ်ညာဖြစ်နေတယ်ဒါကိုစစ်ဆေးဖို့ ီထဲမှာပါလင့်ကိုနှိပ်လိုက်ပါဗောနော်ဒါမှမဟုတ်လေတခြားသောမျိုးမျိုးပေါ့ဗျာခေပေးမှမဟုတ်ဘူးပေါ့ဒီလိုနှိလင့်လေးတစ်ခုကိုမိတ်ဆွေတွေကကလစ်လုပ်မိလိုက်တယ်နှိပ်လိုက်မိတယ်ဆိုတာနဲ့သူတို့ရဲ့ဝက်ဘ်ဆိုက်ထဲကိုဝင်သွားပြီးတော့မိတ်ဆွေတွေရဲ့ဖုန်းထဲက data တွေအချက်အလက်တွေအကုန်လုံးကိုယူသွားနိုင်တယ် NRC တို့ OTP တို့သာမကဘဲနဲ့ယူသွားတဲ့နောက်ပိုင်းမှာပါမိတ်ဆွေတွေချိန်မှပြောခဲ့တဲ့ KB အဟက်ခံရတယ်လို့ဒီ app ထဲကပတ်စံတွေအကုန်ပသွားတယ်လို့စတဲ့အချိန်တွေကြုံရတာပါပေါ့နော် SMN နဲ့ပတ်သက်ပြီးတော့ရှင်းပြထားတဲ့ဗီဒီယိုတစ်ပုဒ်လည်းရှိတယ်ပေါ့နော်အခုညာဘက်ပေါ်တောင်းမှာတွေ့နေရတဲ့ link ကနေတဆင့်သွားကြည့်နိုင်ပါတယ်ဗျတစ်ဆက်တည်းမှာပဲ mailware bot မှာဘာဖြစ်သွားတာလဲဆိုတော့ကျွန်တော်ခုတိုင်မသိလိုက်ဘဲနဲ့ဖုန်းထဲကို အမည်မသိတဲ့ app တွေရောက်လာတယ်။ဒါမှမဟုတ်အမည်မသိတဲ့ data တွေကကျွန်တော်တို့ဖုန်းထဲမှာဝင်နေတယ်ပေါ့နော်။ဒီအချိန်လေးမှာဘလောက်တော့ဆိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ privacy ကြက်ကြက်ဓာတ်ပုံတွေ video တွေကိုပါသူတို့ကဝင်ကြည့်နိုင်တယ်လို့ကျွန်တော်တို့ဖုန်းမှာရှိတဲ့ microphone ကနေတစ်ဆင့်အေးနားထောင်နေနိုင်တယ်။ပြီးတော့ camera တွေကနေပြီးတော့ရိုက်ကူးနေနိုင်တယ်။ GPS location ကနေတဲ့ဆင့်မှာကျွန်တော်တို့တည်နေရအချက်လက်တွေကိုသူတို့ကသိနိုင်နေပေါ့နော်ဒါတော့ဆိုးရပါတယ်ဗျ ဒါကလေ AI တွေကိုအသုံးပြုပြီးတော့ AI chatbot တွေကနေတဆင့်သူတို့ကဒီလိုမျိုး spam message တွေကိုရေးကြတယ်ဒီကနေပဲတဆင့်ကျွန်တော်တို့ကခံလိုက်ရတဲ့အခြေအနေတွေရှိပါတယ်ဒါကြောင့်မို့လို့ဒီကိစ္စကကျွန်တော်တို့မြန်မာနိုင်ငံမှာအခုချိန်မှာတော်တော်လေးကိုခိထအနေနဲ့လို့ပဲပြောရမှာပါဒီကိစ္စကိုအထူးကယူဆိုင်ပါပြီးတော့ဒီကိစ္စတွေရှိနေရဆိုတာကိုလည်းမမေ့ဖို့ပြောချင်ပါတယ်ဗျအဲ့တော့တစ်ဆက်ထဲမှာပဲနောက်တစ်ချက်ကတော့ fake news and propaganda ဆိုတဲ့သတင်းမှားတွေနဲ့ဝါဒဖြန့်ခြင်းရှိပါတယ်ဗျ အဲ့ဒါဘာလဲဆိုလို့ရှိရင်ဗျကျွန်တော် အခုနောက်ပိုင်းမှာ AI တွေကိုအသုံးပြုပြီးတော့ကျွန်တော် ChatGPT တို့ DeepSeek တို့မှာဆိုလို့ရှိရင်ဥပမာသတင်းသမားတယောက်အနေနဲ့သတင်းတွေရေးခိုင်းမယ်ပေါ့နော်အမှားမှန်မသိမှန်မှန်မသိဒီလူက online social media ထပ်ပေါ်မှာ attention ရခြင်းလွန်းလို့သူကသတင်းမှန်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  view မဆိုင်တော့ပဲနဲ့သူစိတ်ထဲမှာရှိတယ်ဥမာဟိုမင်းသမီးမင်းသားဒီလိုဖြစ်တယ်ဒီမင်းသမီးမင်းသားဒီလိုဖြစ်တယ်ဆိုတာကို AI ချက်ဖို့ကိုသွားပြီးတော့သူလိုချင်တဲ့အချက်လက်တွေကိုပေးပြီးတော့ ဒီဟာနဲ့ပတ်သက်တဲ့သတင်း script တခုထုတ်လိုက်ပါဆိုလို့ရှင် AI ကထုတ်ပေးပြီးတော့ဒီသတင်းတွေကိုကျွန်တော်တို့ရှိကိုဖြန့်ချိလိုက်တယ်ပေါ့နော်ဒီကနေတစင်ကျွန်တော်တို့က fake news တွေကိုရရှိလာနိုင်ပါတယ်ပြီးတော့ fake news ဆိုတဲ့နေရာမှာသတင်းမှမဟုတ်ပါဘူးအခုဆိုလို့ရှင်ဒီမှာပြထားတဲ့အတိုင်းပဲပေါ့နော်အခုကျွန်တော် Facebook မှာတော်တော်လေးခက်စားနေတာပါဘယ်လိုညာနဲ့ဘသူပုံဘဘူးထူထားတာပါလို့ပြီးတော့အော်ဘယ်ဟာကြီးကဘယ်လိုလုပ်လို့ရပါလဲလို့အခုလိုမျိုး post တွေကိုတွင်းတွင်းကျကျ page အချို့ကနေပြီးတော့တင်လာတယ်ပေါ့နော် သူတို့ရည်ရွယ်ချက်ကဘာလဲဆိုလို့ရှိရင် online social media ထပ်ပေါ်မှာအခုချိန်မှာပတ်စံရှာလို့ရနေပြီ Facebook မှာဆိုလို့ရှိရင်လည်း like တွေ share တွေများလာတယ်ဆိုလို့ရှိရင်ပတ်စံရနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့ရဲ့ post တွေကိုလူတွေက attention ရလာအောင်မှားရမှန်တာနောက်ထားกว่า အဲ့တော့ဒီပုံဝင်ကြည့်ပြီးလူတွေအားအားတင်သွားတယ်ဆိုလို့ရှိရင် light တွေရလာမယ် why ဆဲတယ်ဆိုရင်တော့မှသူရှိမှာ engagement တွေတက်နေမှာပေါ့နော်ဒီချက်ကိုသူတို့ကအဓိက target ထားပြီးတော့ကိုတက်တက်ကိုသတင်းမတွေဖြန့်နေတာပါဒီလို video တွေကိုလည်းသူတို့ကတက်တက်ကိုဖြန့်နေတာဆိုရပြီးတော့ကျွန်တော်မိတ်ဆွေတို့ကသိထားပါမယ်ဒီလိုချင်းနေမှာလဲ AI နဲ့လောက်ထားတဲ့ပုံတွေလား AI နဲ့လောက်ထားတဲ့ video တွေလားဆိုတာကိုမိတ်ဆွေတို့ကကျွန်တော်ရှေ့မှာပြောတဲ့အချက်နဲ့ ပြန်တိုက်ပြီးတော့စစ်ဆေးရမှာလည်းဖြစ်ပါတယ်။အာ fake news တွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီ channel တခုတည်းကတင်တဲ့သတင်းကိုပဲကြည့်တာမဟုတ်ဘဲနဲ့တခြားသော သတင်းမီဒီယာတွေရှိရနေပြီးတော့ဒီသတင်းတွေတက်နေလားတကယ်ရောဟုတ်ရဲ့လားဆိုတာကိုအာ fact check တွေလုပ်ရမှာပေါ့နော်။သတင်းမှန်မမှန်ဘယ်လိုစစ်ဆေးမလဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့လည်း video လေးတစ်ပုတ်လုပ်ပေးထားရပေါ့နော်။အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့လည်းအခုညာဘက်တောက်မှာပြပေးထားတဲ့ link လေးကနေတစ်ဆင့်သွားပြီးတော့တခြားကြည့်ရှုနိုင်ပါတယ်။ အဲ့ဗီဒီယိုထဲမှာဆိုလို့ရှိရင်မိတ်ဆွေတို့တိတိချာချာကိုကျွန်တော်အနေနဲ့ပြောပြထားရလေဖြစ်တယ်ပေါ့နော်အဲ့တော့အကြောင်းကိုထပ်ဆက်ရမယ်ဆိုလို့ရှိရင်တော့အာမြန်မာနိုင်ငံမှာဆိုလို့ရှိရင် TikTok သုံးတဲ့လူတွေတော်တော်များလာတယ်အဲ့ဒီအချိန်မှာ TikTok ကနေပြီးတော့ fake job offer လောက်တာတွေနဲ့ fake loan app တွေများလာပါတယ်ဗျအာ TikTok ပေါ်မှာဆိုလို့ရှိရင်မကြာခဏတွေ့နေရတယ်ဗျဒီဗီဒီယိုကြည့်ပေးလို့ရှိရင်တနေ့မှာမင်းကို2000ဝင်း5000အခုလိုမျိုးဝင်ငွေတွေပေးမယ်ဗီဒီယိုလေးကိုကြည့်ုံနဲ့မင်းတို့ပတ်စံရမယ် ဒါမှမဟုတ်ကောင့်ပွင့်ပြီးတော့ဗီဒီယိုလေးတင်ပေးတာနဲ့ပတ်ဆက်ရမယ်ဒီအတွက်ကိုမင်းတို့ငါတို့ရဲ့ website ကိုဝင်လာပြီးတော့စီးရင်သွင်းလိုက်ဒီလိုမျိုးစီးရင်သွင်းတဲ့အခါမှာလည်းမိတ်ဆွေတို့ကမိတ်ဆွေတို့ရဲ့ကိုယ်ကိုယ်တိုင်အချက်လက်တွေကိုပေးလိုက်ရတယ်။မိတ်ဆွေတို့ကိုယ်တိုင်ကိုကဒီအချက်လက်တွေကိုကြီးကြီးပြပြပေးလိုက်တယ်လို့ဖြစ်သွားတာပါဗျ။ဒီချက်ကိုလည်းအထူးသတိပြုဖို့လိုတယ်ပေါ့နော်။အဲ့တော့မိတ်ဆွေတို့ကိုငမားချင်းနဲ့ငစာချနေတဲ့သဘောပါပဲပေါ့နော်။ပြီးတော့ loan app တွေ လုံးဝတွေ့ဆိုတော်တော်ကိုစိုးပါတယ်အာ app story မှာတော့မှရှိတယ်ပေါ့နော်ဒီ app တွေကိုဝင်ပြီးတော့စင်းသွင်းလိုက်ပြီးဆိုတာနဲ့မိတ်ဆွေတွေအချက်လက်တွေကဒီကနေတစင်ရသွားမယ်ပြီးတော့ကြားဖြန့်တွေရှိရောက်သွားမယ်မိတ်ဆွေတို့ကိုယ်တိုင်ကကြားဖြန့်ရဲ့တားအောင်လဲဖြစ်သွားတယ်ပေါ့နော်ဒီလိုမျိုး app တွေကိုလည်းသူတို့က AI နေနဲ့မောမှန်ကြတယ် AI နေနဲ့တိဆောက်ကြတယ်ပေါ့နော်ဒီလိုအချက်တွေရှိတယ်ဆိုတာကိုလည်းကျွန်တော်မိတ်ဆွေတွေကသတိအထူးပြုဖို့လိုအပ်ပါတယ်ဗျာ ပြီးတော့တရုတ်တို့တခြားနိုင်ငံကကြားဖြန့်တွေကကျွန်တော်တို့ကို AI ကိုအသုံးပြုပြီးတော့ translate တင်တဲ့အတူအလောက်ခေါ်စာတွေရှိရပေါ့နော်ဒီလိုအလောက်ခေါ်စာတွေကနေပဲတစင်ကျွန်တော်တို့ကနေဆက်ကကြားဖြန့်တွေစီကိုရောက်သွားနိုင်တဲ့အခြေအနေတွေလည်းအများကြီးရှိပါတယ်အဲ့တော့ဒီလိုမျိုးအခြေအနေတွေကိုလည်းကျွန်တော်မိတ်ဆွေတို့ကတည်ထားဖို့အထူးလိုအပ်ပါတယ်ဗျာ အဲ့တော့အခုပြောပြသွားသမျှအချက်တွေကလက်တလုံးမှာကျွန်တော်တို့ရင်ဆိုင်လာရမယ်ကျွန်တော်တို့ကြုံအောင်ကြုံတွေ့နေရတဲ့အချက်တွေလည်းပါတယ်ပေါ့နော်ဒီတော့ဒီချက်တွေကိုကျွန်တော်မိတ်ဆွေတို့ကတီးပီးသားဖြစ်တဲ့လူတွေဆိုလို့ရှိရင်လည်း remind ဖြစ်သွားအောင် ပြီးတော့မတိသေးတဲ့လူတွေဆိုလို့ရှိရင်လည်းတိလာရအောင်ကျွန်တော်အနေနဲ့လေ့လာထားမိသမျှကိုပြောပြတာပါဒါပေမဲ့ဒီလိုပြောပြလို့မင်းပြောသလိုဆို AI ကမကောင်းဘူးလားဆိုတော့လည်းလုံးဝမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ AI ဆိုတာကျွန်တော်တို့အတွက်အနာဂတ်နည်းပညာပါကျွန်တော်တို့လူသားတွေကို ို့ပြီးတော့တိုးတက်လာစေမယ်ပြီးတော့ကျွန်တော်တို့လုပ်ငန်းဆောင်တာတွေမှာဝင်ကူပေးနေတဲ့အရာတခုလိုတော့ပြောလို့ရပါ AI ဆိုတာကအသုံးချတဲ့သူရဲ့လက်ထဲမှာအများကြီးမှုတည်နေပါတယ်ကျွန်တော်တို့ကကောင်းတဲ့ຢာတွေအတွက်သုံးချမယ်ဆိုလို့ရှိရင် ကောင်းချို့တွေအများကြီးရှိပါတယ်ပေါ့နော်ဒါကိုလည်းကျွန်တော်မိတ်ဆွေတို့ကိုသိစေချင်ပါတယ်ဗျအဲ့တော့ AI နဲ့ပတ်သက်ပြီးတော့ကျွန်တော်မိတ်ဆွေတို့ကမသိသေးဘူးအသုံးမပြုကြည့်ရသေးဘူးဆိုလို့ရှိရင်လုံးဝနောက်ကျမကြံခဲ့စေပါနဲ့ AI ကိုစမ်းသပ်ပြီးတော့အသုံးပြုကြည့်ပါပြီးတော့ AI နဲ့ပတ်သက်ပြီးတော့လည်းရင်းနှီးအောင်လုပ်ပါအခုလိုမျိုးတိုးတက်နေတဲ့ခင်ကြီးတွေမှာ AI နဲ့ပတ်သက်ပြီးတော့မသိသေးဘူးဆိုတာကလုံးဝမဖြစ်သင့်ပါဘူးဘာကြောင့်လဲဆိုတော့ AI ကိုမိတ်ဆွေတို့ကကိုယ်တိုင်ရင်းနှီးနှီးအသုံးပြုနေနိုင်မှမိတ်ဆွေတို့အလိမ်မခံရမှာပါ ရှင်းမှပြောထားတဲ့အချက်တွေကပါမွားချက်တွေပါဒါပေမဲ့မိတ်ဆွေတို့ကိုယ်တိုင်ကမသိဘူးဆိုလို့ရှင်ဒီအချက်တွေတွေကတားအောင်တစ်ခုဖြစ်သွားနိုင်ပါတယ်ပေါ့နော်ဒီချက်ကိုလည်းကျွန်တော်မိတ်ဆွေတို့အထူးသတိပြုစေချင်ပါတယ်ဗျအဲ့တော့အနှစ်ချုပ်အနေနဲ့ပြောချင်တာကမသိတဲ့ link တွေတဲကို ကလစ်မနှိပ်ပါနဲ့မဝင်ပါနဲ့ပြီးတော့ spam message တွေကိုအဓိကသတိထားပါ online social media ထပ်ပေါ်မှာမိမချောလေးတွေအာကြီကောင်းတဲ့ယောက်ျားလေးတွေကလာပြီးတော့မိတ်ဆက်တဲ့ခါမှာကိုနဲ့မသိဘူးဆိုလို့ရှင်သတိလက်လွတ်မဖြစ်စေဘဲနဲ့စကားပြောပါကိုယ့်ရဲ့ကိုယ်ကိုယ်တာအချက်လက်တွေကိုလုံးဝမရှယ်မိပါစေနဲ့ပြီးတော့ AI generated content တွေ video တွေဓာတ်ပုံတွေအတုံးချခံမဖြစ်ပါစေနဲ့ သူတို့အတန်းရှင်းရှာတဲ့ထဲကိုကိုကမပါသွားပါစေနဲ့ဒီတက်ပုံတွေဗီဒီယိုတွေကိုကြည့်ပြီးတော့လေ့လာပါ AI ဟုတ်မဟုတ်အစ်စ်ဟုတ်မဟုတ်ကိုကိုကိုယ်တိုင်ဆုံးဖြတ်ပါ AI ဆိုတာကိုသိပြီဆိုလို့ရှိရင်လည်းမိတ်ဆွေတွေကိုမျှဝေပြီးတော့ဒါကြီးကတော့ AI ဖြစ်တယ်ပေါ့နော် အဲဒါတွေကို view site ဒီလိုမျိုးမျှဝေမှုတွေလည်းလုပ်ပါဖို့နော်ဒီချက်တွေကိုလည်းကျွန်တော်အနေနဲ့ထပ်ဆောင်းပြောပြလိုက်ရင်လည်းအခုဒီ video လေးကတော့ AI နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကြုံတွေ့နေရတဲ့ကြုံတွေ့လာရမယ့်အနေအရနဲ့ပတ်သက်ပြီးတော့ကျွန်တော်လေ့လာထားမိတဲ့အကြောင်းပြောပြတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်အဲတော့ video လေးကနေတစ်ဆင့်ကျွန်တော်မိတ်ဆွေတို့အတွက်အကျိုးရှိသွားခဲ့တယ်အဲသတိပြုမိစရာလေးတွေဖြစ်သွားခဲ့တယ်ဆိုလို့ရှင်တော့ video လေးကို like လေးပေးပြီးတော့မိတ်ဆွေတွေရဲ့ပတ်ဝန်းကျင်ကချစ်ရခင်ရတဲ့သူတွေကိုလည်း ီဗီဒီယိုလေးကို share ပြီးတော့မျှဝေပေးပါအောင်အဲ့တော့မိတ်ဆွေတို့အတွက်ကျွန်တော်စမ်းအောင်ပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်အနေနဲ့ဘုံစွတ်ရရှိမဲ့ဗီဒီယိုတွေ content တွေကိုအစီအမဲတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့မိတ်ဆွေတွေထင်မြင်ချက်တစုံတရာကိုလည်းဒီဗီဒီယိုလေး comment လေးမှာမှတ်ချက်ပြုရေးပေးသွားနိုင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြအောင်ပါခင်ဗျအားလုံးပဲ see you ပါ